ရှမ်းမြောက်နမ်တူမြို့ရှိ TNL ဌာနချုပ်ကိုဘုံကျဲလိုက်လို့ TNL စခန်းအိမ်ပေါင်း90လောက်ပြာကျကုန်တယ်ဆိုပြီးတပ်ပုံတွေနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာရှမ်းပြည်နယ်နမ်တူမြို့လေထဲကိုအော်တိုဘာလ6ရက်သတင်းကြွလာပြည့်နေ့မနက်9နာရီခွဲမှာစစ်တပ်ကဘုံကျဲချခဲ့တယ်လို့ DVB နဲ့လွတ်လပ်ရေးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီလိုဘုံကျဲချမှုကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့ လွတ်လပ်ပြီးမြေစိတ်ချတဲ့သတင်းဌာနတွေမှာလည်းဖော်ပြထားပါဗျ။ TNL ထိမ့်ချုပ်ထားတဲ့နမ်တူမြို့ကိုစစ်တပ်ကဘုံကျဲချတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ဘုံကျဲခံရတာဟာ TNL စခန်းတွေမဟုတ်ပဲလူနေအိမ်တွေသာဖြစ်ပါတယ်။ဒါကြောင့်ရှမ်းမြောက်နမ်တူမြို့ရှိ TNL စခန်းကိုဘုံကျဲလိုက်လို့ TNL စခန်းအိမ်ပေါင်း90လောက်ပြာကျကုန်တယ်ဆိုပြီးဖြန့်ဝေနေတာဟာလူရဆွဲရေသဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။